ခုတင်ဆက်ပေးမယ့်သတင်းကတော့မန်စီးတီးကိုနိုင်ကပထမဆုံးချန်ပီယံဆုကိုပယ်လစ်ဆောင်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မင်းညာရှင်မန်ကစားခဲ့တဲ့ FA ဘလာဘုံလူပွဲမှာပယ်လစ်အသင်ဟာမန်စီးတီးအသင်ကိုတကူးကိုမရှိနဲ့အနိုင်ယူပြီးတော့အသစ်သမိုင်းတစ်ချောင်းမှာပထမဆုံးချန်ပီယံဆုကိုရောက်ခဲ့လို့သိရပါတယ်။ပယ်လစ်အသင်ဟာပွဲနေတစ်ချောင်းမှနဲ့အသင်မှာတွင်ယူခဲ့တဲ့ EPRG EC ရဲ့ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ မက်ဆီတင်ဟာပွဲချိန်36မိနစ်မှာပနက်ဒီကန်ခွင့်ရပေမဲ့ဥမမာမို့ကန်သွင်းခဲ့တာကိုပဲလစ်အသင်းကိုတမဟန်ဒါဆင်ကောက်ွက်သွားနိုင်ခဲ့တယ်လို့ကြံပွဲစဉ်တွေမှာလည်းအပိုင်ကိုကန်သွင်းမှုတွေရခဲ့ပေမဲ့ဂိုးမသွင်းနိုင်ခဲ့တာကြောင့်ရှုံးနေခဲ့တာဖြစ်ပါတယ်။ပဲလစ်အသင်းဟာအဖေဘလိုက်ရှမ်ပီယံစုနဲ့အတူယူရိုပါလိဝင်ပွဲပါရရှိခဲ့တာကြောင့်အကျွရလက်ကောင်းတွေပိုင်ဆိုင်ခဲ့ရလို့သိရပါတယ်။မန်စီတီတင်ဟာပြီးခဲ့တဲ့နှစ်ကလည်းအဖေဘလာဘိုးလူပွဲတက်ခဲ့ပေမဲ့မန်စီတီကိုရှုံးခဲ့တာကြောင့်အဖေဘလာဘိုးလူပွဲမှာနှစ်နှစ်ဆက်တိုက်ဒုတိယနေပဲဂျင်းနေခဲ့ရဖြစ်တယ်လို့သိရပါတယ်။ ဒီသတင်းကိုတော့ညင်းကြဲအောင်ပေးဖို့လာပါ